တပတ်သက်ဆုပ်ချုပ်ရေးကြီးညာပြီးဖွဲ့စည်းပုံခြေခံဥပဒေကိုချိုးဖောက်မှုနဲ့တောင်ကိုရီးယားသမ္မတယွန်ဆုပ်ယိုအပေါ်ဖွဲ့စည်းပုံခြေခံဥပဒေချိုးဖောက်မှုနဲ့ဆွတ်ဆွဲပြစ်တင်မှုကိုတောင်ကိုရီးယားဖွဲ့စည်းပုံခြေခံဥပဒေတရားရုံးကဧပြီ၄ရက်မှာအတည်ပြုလိုက်ပါတယ်။အရက်ဖက်အုပ်ချုပ်ရေးကိုအဆုံးသတ်ပြီးဆုပ်ချုပ်ရေးကြီးညာဖို့ဒီဇင်ဘာ၃ရက်ကြိုးပမ်းမှုနဲ့ပတ်သက်လို့အသက်64နှစ်အရွယ်သမ္မတယွန်ကိုလွှတ်တော်အမတ်တွေကယာရုကနေဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ယွန်ဟာတေးချာရာဇဝဲမှုဒစေတစ်ပိုင်းအနေနဲ့နိုင်ငံတော်ပုံကံမှုဆွတ်ဆွဲချက်နဲ့လည်းရင်ဆိုင်နေရပါတယ်။ သူ့ကိုသမရရာထုကနေဖယ်ရှားဖို့ကြိုးပမ်းမှုအောင်မြင်မယ်ဆိုရင်ရက်ပေါင်း60အတွင်းရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်။ဒီလိုအချိန်မှာသမရရှင်ကိုထောက်ခံသူတွေလမ်းပေါ်ထွက်ဆန္ဒပြနေကြပြီးရက်ထက်ဖွဲ့ကနှိမ့်နှင်းတာကြောင့်အုပ်စုနှစ်ခုကြားထိတိုက်တွေ့မှုတွေရှိနေပါတယ်။သမရရှင်ရဲ့လိုရက်တွေဟာဥပဒေကိုချိုးဖောက်တာဖြစ်ပြီးဖွဲ့စည်းပုံခြေခံဥပဒေကိုလည်းချိုးဖောက်မှုဖြစ်တယ်လို့တရားသူကြီးတွေကပြောထားပါတယ်။2018ခုနှစ်မှာသမရဟောင်းပတ်ကွန်ဟေးဆွဆွဲပြစ်တင်ခံရပြီးတဲ့နောက်ယွန်ဟာတောင်ကိုရီးယားရဲ့ဒုတိယမြောက်ဆွဆွဲပြစ်တင်ခံရတဲ့သမရ ာဖြစ်လာပါတယ်။မှလွတ်တော်ထဲမှာနိုင်ငံတော်စန့်ကျင်အားစုတွေအားကောင်းနေတာကိုတာစီရေးစျေးချုပ်ရေးကြီးညာခဲ့တာလို့ပြောပါတယ်။ဒါပေမဲ့သူ့ရဲ့စျေးချုပ်ရေးကြီးညာမှုကိုလွတ်တော်မှတ်တွေကအချိန်တိုအတွင်းမဲခွဲဆုံးဖြတ်ပေးချခဲ့ကြတာဖြစ်ပါတယ်။